ုတ်ကဲ့ကျွန်တော်နာမည်ကဒေါက်တာဆောင်းအောင်ပါเนาะကျွန်တော်ကဒီခေါင်းခေါင်း990ပေါ့เนาะရွေးကောက်ပဲမှာကျွန်တော်အမှတ်ပေါ့เนาะနောက်ပြီးတော့ NCGV မြို့သားညီမောင်စုအောင်မှာပါခဲ့တယ်ပြီးတော့ကြတော့ကျွန်တော်တို့အခု2021အာနာသိန်းတော့ပေါ့เนาะကျွန်တော်တို့ဒီမှာမဲဆောင်းမှာပြန်ပြီးတော့အခုလောလောဆယ် new myanmar foundation ပေါ့เนาะအဲ့ဒီမှာတာဝန်ခံပြီးတော့လုပ်နေပါတယ်ဥလာစောအာเนาะကျွန်တော်တို့ဒီရခိုင်မြို့သားကြီးเนาะကျွန်တော်တို့နောက်ပြီးတော့ဒီဟိုင်းပြည်လုံးရဲ့ကျွန်တော်တို့ federal ရေးကိုကျွန်တော်တို့ဆွန်းဆန်းတမှာလုပ်ခဲ့တယ်။အဲ့တော့အထူးသဖြင့်ရခိုင်အမျိုးသားတွေရဲ့ကျွန်တော်တို့အကျိုးစီးပွားကိုကာကွယ်ပြီးတော့ကျွန်တော်တို့ ဟိုဒီလောက်ကန်ရဲ့တဲ့ကျွန်တော်အမျိုးသားကောင်းဆောင်တယောက်ဖြစ်တယ်เนาะအဲ့ဒါကိုကျွန်တော်ကုံယူတယ်အလေးလေးပြုတယ်ကျွန်တော်ဦးလေးညွတ်တယ်ဆိုတော့ကျွန်တော်တို့မြင်တာကတော့ဒီစစ်တပ်ကကျွန်တော်တို့ရဲ့ဒီ Federal ပြောင်းစုစောက်ဖို့เนาะဒီမိုကရေစီနဲ့လူ့ခွင့်ရေးတွေတွေ့ဖို့ကျွန်တော်တို့အဓိကအဟန္တာပဲเนาะအဲ့ဒါကိုဖယ်ရှားရမယ်ပြီးရင်ကျွန်တော်တို့ခုနကပြောတဲ့เนาะဒီတိုင်းသားတွေရဲ့ဒီမိုကရေစီကျွန်တော်တို့ကိုကိုယ်ပိုင်ကြားထမ်းခွင့်နဲ့ကျွန်တော်တို့ဒီဓာတ်လူညီမျှမှုပေါ့နော်အဲ့ဒါကိုအာမခံတဲ့ဖက်ဒရယ်ပြောင်းစုတစ်ခုကိုတည်ဆောက်ရမယ်အဲ့ဒီမှာကျွန်တော်တို့ပြည်သူတွေရဲ့ကျွန်တော်တို့ ီမိုကရေစီရင်းတဲ့လူခွင့်ရုပ်လာအာမခံမယ်အဲ့ဒါအတွက်ကိုကျွန်တော်တိုက်ပွဲဝင်နေရတယ်ဆိုတော့အဲ့ဒီဟာကိုလည်းပဲကျွန်တော်တို့အောင်မြင်အောင်လို့ကျွန်တော်တို့မစုံမနစ်ပေါ့နော်ကျွန်တော်တို့ရွေချက်ကိုကျွန်တော်ပန်းနိုင်ကိုရောက်တဲ့အထိကျွန်တော်တိုက်ကြရမယ်ကျွန်တော်တိုက်ကြဖို့လည်းကျွန်တော်တိုက်တော့မှာလေကျွန်တော်တို့အခုပေါ့နော်ကျွန်တော်ဒီအဲဆရာရဲ့ကျွန်တော်တို့ဒီဟိုအချိန်မှတ်ပွဲမှာကျွန်တော်တို့အဲ့ဒါကိုထန်လောင်းပြီးတော့ခရီးပြို့ဖို့လိုတယ်လို့ကျွန်တော်တို့ပြောလိုပါတယ်